ဖိုးနှင့်ဖွာ အဖိုးအမိမှာဥထုံးဖြစ်သည်အဖိုးသည် လူဖြောင်းစိတ်တို့တယောက်လည်းဖြစ်သည်အဖွားအမိမှာဒေါ်တန်းဖြစ်သည်သူကစွာကြဲကြဲနဲ့ခနဲ့တဲ့တဲ့ပြောတတ်သည်ရိုးလွန်းသောအဖိုးနှင့်ခနဲ့လွန်းသောအဖွားတို့သည် မတဲ့အတူနေဖြစ်သည်နှစ်ယောက်စလုံး 80ကျော်လာကြပြီဖြစ်တော်လဲညနေချင်းဆိုင်လိုက်သည်နှင့်ကိုထွန်းတို့များခေါင်းပေါင်းစတထောင်ထောင်နဲ့ရှင့်ကိုရှင်ကာလာသားလေးများမှတ်နေသလားဟုပြောတတ်သည်အဖိုးသည်ရောင်တစောင်းနှင့်ဖြစ်ရာပန်းရောင်ပဝါကိုခေါင်းတွင်ပတ်ထိုးကွင်းတွင်ထိုးထားသည့်ပေါင်နှစ်ဖက်ကိုအသားပေးဖော်သည့်အနေဖြင့် ပစိုးကိုကထောင်းကြိုက်ခါချင်းခတ်ထွက်ရန်ပြင်နေရမှမတန်းနှင့် ငါရွယ်ကြီးကနင်ပြောသလောက်ကြီးဖြစ်နေလို့လားဟု ပြန်ပြောသည်ဒေါ်တန်းကလည်းသိနိုင်ဘူးတော့ချင်းခတ်တယ်ဆိုပြီးဟန်ရေးပြတနာကြောများ ထနေရောသလားလို့ပါအဖိုးကကတောင်းကြိုက်ကိုဖြုတ်ချလိုက်ပြီးချီးမှမသွားတော့ဘူးဟု ရှူရှူရှာရှာဖြစ်လေတော်သည် အဖွားကလည်းမလုံတဲ့အိုးကတော့တဟူးဟူးထတောက်ပြီးဟေးဟုပြောကာ ပြောင်ဖူးဖက်စလိကြီးကိုခွာနေသည်ဦးထွန်းကလည်းတော်မတန်းတော်လိုက်ညီးတော်လိုက်တော့ညီးကိုငါလေးအတော်လေးစိတ်ကုန်လာပြီသိလားအသက်က80ကျော်80နီးမှတငယ်နှစားလေးလို့ပြောဆိုနေရများဘေးအိမ်တွေကြားလို့မှမတော်ငါရှက်လိုက်တာရှက်တရင်လဲသေးလိုက်လဲသေးလိုက်ကဲမတန်းဒီလောက်တောင်ဖြစ်နေမှာကွာငါနေနဲ့ဆက်မပေါင်းကွာမယ် အလိုလေးကွာလိုက်စမ်းပကွာလိုက်စမ်းပဘယ်တော့ကွာမလဲအခုကွာမလားလာလေသွားလိုက်မယ်တကြီးအိမ်ကိုအခုပဲသွားမယ်ရှင်ကွာလို့တောက်ကယူစိုက်မယ်များထင်နေသလားလာအခုသွားမယ်အဖွားကထိုင်ရမထသည်အဖိုးကလည်းစွတ်ကြဲလေးကိုတန်းပေါ်ကယူပြီး ကောက်စွတ်လိုက်ခါသွားတာပေါ့ကိုင်းရှေ့ကကြွားဟုဆိုလိုက်သည်အဖွားက ထိုင်ရမှရုတ်တရက်ထလိုက်ပြီးအမလီလေးမူးလိုက်တာဟုပြောကာအိမ်တိုင်းကိုလက်ဖြင့်ကင်ပြီးမှီရက်လိုက်ပြီးအဖိုးကအိမ်ပေါ်မှဆင်းရံပြင်းနေရကဘာဖြစ်ရပြန်တာလဲမူးလိုက်တာရှင်အိမ်ကြီးကိုရိမ်းထိုးနေတယ်လို့ပဲအလို့ကွယ်ငလင်လည်းမလှုပ်ပါအောင်ကျမခေါင်းမူးနေတာရှင်နင်ဒီမနဲ့သွေးစေးလေးများမတော့ရသေးဘူးလားဘယ်တော့ရလိမ့်မလဲ တော်ကမှမတိုက်သေးတာတကယ်တည်းဆေးကငါတိုက်မှတောက်ရမှာကြာနေတာပဲခါတိုင်းရှင်မဲတိုက်နေကြလေတော်อยู่စားမှာတော့ဒီမှာမူးလိုက်တာအဖိုးကအိမ်ထဲပြန်ဝင်သည်ဇပွဲပေါ်ကသွေးဆေးထုပ်ကိုယူလာပြီးယော့တောက်လိုက်ဆိုပြီးအဖွားအိုလက်ထဲကိုဆေးထည့်ပေးလိုက်သည်အဖွားအိုကဆေးကိုမော့တောက်ပြီးရေရေခတ်ပေးုံလေဦးထွန်းတယောက် ရေအိုးစီကိုပြေးပြီးရေခတ်ခဲရပြန်သည်။ရော့ဒီမရေတောက်လိုက်။ဖြည်းဖြည်းတောက်ဖြည်းဖြည်းတောက်တီးသွားအောင်မယ်။အဖွားဟိုကရေတောက်သည်။ပြီးနောက်ရှင်ထမင်းမစားသေးဘူးလား။စားတော့။ဒါဆိုလဲသွားခူးတော့လေ။ဦးထွန်းကခါလေးကိုင်းကိုင်းနဲ့အိမ်ထဲဝင်ကထမင်းပွဲပြင်သည်။ကိုထွန်းဘာလဲလက်စေးရည်လေးများခတ်ခဲ့အောင်။အေးပါကွာ။ ဒေါ်တန်းကလက်စီပြီးထမင်းစားသည်။ဦးထွန်းကထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်သည်။ကိုထွန်းဘာလဲ။ရှင်ကျမကို꽈အောင်မလို့လား။อืมနေငါမရှိလို့ကတော့နင့်ကိုသွေးစီဘသူကတိုက်မလဲထမင်းဘသူခူးကြွေးမလဲအင်းလေရှင်သိသားနဲ့ကျမကိုထမင်းချက်ကြွေးမဲ့သူလည်းမရှိဘူးထမင်းစားပြီးရင်ပကံစေးပေးမဲ့သူတောင်ရှိမှာမဟုတ်ဘူးရှင်မရှိရင်ကျမကိုအဲ့ဓာတွေက ဘသူလှုပ်ပေးမလဲနော်ကဲတိတ်ကွယ်စကားများမနေနဲ့စားမှသာစားအော်ငါတလောက်များအယိုးများလိုက်တာကိုထွန်းအယိုးလေးနှွင့်ပေးပါဦးအေးပါကွာအေးပါဦးထွန်းကငါတလောက်အယိုးတွေကိုနှွင့်ကအသားတွေကိုဒေါ်တန်းပကံနဲ့ထည့်ပေးနေသည်ကိုထွန်းဘာလဲကွယ်ရှင်ကျမကိုကြွားအောင်ပါလားစားမှသာစားစမ်းပါကွယ် မင်းကိုမကွာတော့ပါဘူးရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ် အခုလိုအဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့အေးစေးအဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်းအေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။